မိဘကိုလူချင်းပြည့်စုံသည်ဘယ်တော့အခါမှဒုက္ခမရောက်ဘူးဆိုတာမှန်ပါသလားဒီဒီကုသိုလ်ကအကျိုးပေးတဲ့အခါသောဖြစ်နိုင်တာမဟုတ်ဒီကုသိုလ်ကအကျိုးမပေးအကျိုးပေးတဲ့အခါရှိတယ်သူကအခွင့်မသာလို့အကျိုးမပေးတဲ့အခါရှိတယ်ကုသိုလ်ကတော့ကုသိုလ်ပဲပေါ့ကုသိုလ်ကောင်းမှုကတော့ပြေပြောစရာမရှိပါဘူးဟုတ်အဲမိဘကိုလူချင်းပြည့်စုံသည်ဒီဘယ်တော့အခါမှဒုက္ခမရောက် သူရင်တော့ဒုက္ခရောက်တဲ့အလုပ်တွေလုပ်လာရင်တော့ရောက်မှာပေါ့အဲတော့ဒါတခုတည်းနဲ့တော့ပြောလို့မရဘူးမိဘကိုငွေကြေးတာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုယ်ကြမပြုစုဘူးဆိုရင်တော့ကျေးဇူးဆရာရောက်ပါလားရသော်ဘုရားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးမိဘကခုကျေးဇူးပြုတာ၃ချက်ရှိတယ်သားသမီးတွေပေါ်မှာမိဘကျေးဇူးပြုတာ အပါရကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထီအောင်ဆောင်းလျှောက်တယ်။နှုတ်ဘုံပိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ်။အမိုက်ပုံးနဲ့ထည့်လိုက်ရင်ဆောင်းလျှောက်တာမဟုတ်တော့ဘူးလေ။အဲ့တော့မိဘကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ကျွေးခဲ့တယ်။နောက်တစ်ခုကတော့ဣမတ်တလောကတဓာတိတာ။ဒီလောကကြီးကိုလာခွင့်ပြုတယ်။အခုခေတ်ကလာခွင့်မပြုဘူးသူ။ တချို့ဟာလာခွင့်မပြုမလာခဲ့နဲ့ဆိုပြီးတော့လှုပ်တာလည်းရှိတယ်။အဲ့တော့မိဘကသာသမီပေါ်မှာဂျေဆုရှိတာအရေးကြီးဆုံးကဘာတော့ဆိုလာခွင့်ပြုတာဒီပင်ဂျေဆုပဲ။နော်။ကိုယ့်ကိုလူလောကထဲကိုကမိဘကိုအမိပြုပြီးမှလူလောကထဲရောက်နိုင်တာကိုအဲ့တော့လူလောကထဲလာခွင့်ပြုလိုက်တာကမိဘရဲ့ဂျေဆုပဲ။အဲ့ဒီမိဘရဲ့ဂျေဆုကိုကိုက ပြန်ဆက်လို့ရတာမိဘအကိုကြွေးတယ်လို့ကိုပြန်ကြွေးတယ်မိဘကိုဆောင်းဆောင်တယ်လို့ဆောင်းဆောင်တယ်အဲ့ဓာရီအတွက်ကဂျေစုကျေနိုင်တော့လေလူလောကကြီးကိုလာခွင့်ပြုတဲ့ဂျေစုကတော့ဘယ်လိုဆက်လို့မမရအောင်အဲ့တော့ကြည်အောင်ဂျေစုဆက်တဲ့နေရာမှာတော့ဆိုရင်ဓမ္မနဲ့ဂျေစုဆိုင်ကြည်တယ်ဓမ္မနဲ့ဂျေစုဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှူတမ်းမလှူတတ်တဲ့မိဘလှူအောင် သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နည်းနဲ့ဆိုလို့ရှင်တော့ကျေစုကြည်တယ်လို့ပြဿနာများတယ်လို့ဟောတာလေနော်အဲ့ဒီနည်းတိုင်းဆက်ပေါ့ဒါအဲ့တော့ကြည်